အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်နဲ့အတူတူကျွန်တော်ရဲ့ channel ကမိတ်ဆွေတွေကိုမြန်မာနိုင်ငံမှာရှိတဲ့တကူကြီးဖရဲတဆူနဲ့ကျွန်တော်ကအတူတူဖူးမြော်ဖို့အတွက်ခေါ်သွားခြင်းပါတယ်ခင်ဗျာအဲ့ဒီတကူကြီးဖရဲကဘယ်ဖရဲဖြစ်မလဲဘယ်မျိုးနေရာမှာရှိမလဲဆိုတာကိုကျွန်တော်တို့လိုက်ပါပြီးတော့မှဖူးမြော်လိုက်ကြအောင်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဒီတကူကြီးဖရဲကတော့မွန်ပြည်နယ်ကျက်ခမီမြို့မှာရှိတဲ့ တကိုးကြီးတဲ့ဇက်ခမီရေလေဖရားပဲဖြစ်ပါတယ်ခင်ဗျာဇက်ခမီရေလေဖရားလို့ဆိုလိုက်ရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာမသိသူမရှိတော့အောင်ကိုအင်မတန်မားကို တကိုးကြီးမာပြီးတော့မှနည်းနည်းရရကဖရားဘူးမိဘပြည်သူတွေလာရောက်ဖူးမြော်လေးရှိကြတဲ့တကိုးကြီးဖရားတဆူပဲဖြစ်ပါတယ်ခင်ဗျာဇက်ခမီရေလေဆန်တော်ရှင်ဖရားဟာဆိုလို့ရှိရင်တီယိုကျွန်းကနေပြီးတော့မှဒေဝနန်ပြည်ရဒိတ်တမင်းကြီးက အဋိဌံနဲ့မျောလိုက်တဲ့ရုပ်ဘွားတော်၄စုအနက်မှာရုပ်ဘွားတော်တစု ဖြစ်တယ်လို့တမိုင်းမှာအဆိုရှိပါတယ်ခင်ဗျာဒီဝါနံပိယဒိဋ္ဌအမင်းကြီးဟာမြတ်စွာဘုရားကို မဖူးမြင်လိုက်ရတဲ့ရှင်လူများကို ရှင်လူများအတွက်ကြီးညိုအားထားကုသိုလ်ပွားစေခြင်းကတရားမင်းဖန်ဆင်းပေးသောရုပ်ဘွားတော်၄စုကို ပင်လေရည်ပင်၌မျောတော်မူခဲ့ပါတယ်အဲ့ဒီ၄စုအနက်မှာ ကြောက်လဲဘင်းခံတဲ့ရုပ်ပွားတော်ဟာကြိုက်သူမျိုးတို့ရောက်ရှိပြီးတော့မှကြိုက်ပေါ်လောဘွဲ့အမိနဲ့ထင်ရှားပါရခင်ဗျာကျွန်းတုံးခံတော်ရုပ်ပွားတော်ကတော့ရခိုင်ပြည်နယ်တို့ဆက်ရောက်ပါတယ်ပသိမ်မျိုးတို့ဆက်ရောက်တယ်လို့လည်းပဲအဆိုရှိပါတယ်တင်ငဲတုံးခံတော်ရုပ်ပွားတော်နှစ်စုအနေတစုကတော့ဒဝဲမျိုးကိုကြွားရောက်ပြီးတော့မ ကျန်တဲ့စုကတော့တုံဆောင်ပီမျိုးယခုကြက်ခပီမျိုးကိုအသီးသီးစိုက်ရောက်တော်မူလာခဲ့ပါတယ်တဝဲမျိုးတို့ ရောက်ရှိလာတဲ့ရုပ်ပွားတော်ကိုလူအများက ပစ်ဆောင်ကိုဝယ်ထားရမှာတော့ရှင်မုတ်ထီးအမိဖြင့်ထင်ရှားတော်မူခဲ့ပါတယ်တုံဆောင်ပီမျိုးတို့စိုက်ရောက်လာတော့ရုပ်ပွားတော်ဟာတော့ရှင်မင်းများကစံတော်ဓာတ်တော်ဌာပနာစတ္တစုဌာပနာတည်ထားခဲ့ပြီးတော့မှာ ဧကာဒတ္တစီတီတော်တရှိရာရေလေကြောက်ဆောင်အနီးသို့ဆိုက်ရောက်လာခဲ့ပါတယ်မျိုးသူမျိုးသားအပေါင်းတို့ကလည်းပဲရုပ်ဘွားတော်မြတ်ကိုအမျိုးမျိုးကြိုးစားပြီးတော့မှပြည့်ဆောင်ကြတော်လည်းပဲရုပ်ဘွားတော်ကြီးကရွေလျားခြင်း မရှိပါဘူးနောက်ဆုံးမှာတော့ငါးပါးသီလကို ခါဝတ်ပစိုးကဲ့သို့ မြဲမြံအောင်စောင့်ထိန်သော မုတ်ဆိုးမတော်ဦးကအထိတ်ထံပြု၍ပြည့်ဆောင်သောအခါမှာသာသနာနှစ်238ခု နဒေါ်လာဇန်15ရင်းနေမှာကြွတော်မူခဲ့ပါတယ်။ရုပ်ဘွားတော်ကို ရှေးဦးစွာဖခင်အရှိဘမုတ်တွင်ပင့်ဆောင်ထားတော်လဲ။တောင်ဘက်စုစုသို့သာမျက်နာတော်လှည့်၍ဆံနေတော်မူသည်ဖြင့်တောင်ဘက်မုတ်သို့ပြောင်းရွှေ့ပင့်ဆောင်ထားရပါတယ်။ရုပ်ဘွားတော်ဟာတောင်ဘက်သို့သာမျက်နာမူလျက်ဆံတော်မူသည်မှာတဝဲမြို့ တဝဲမြို့မှာရှိတဲ့ရှင်မုတ်တိရုပ်ပွားတော်ကို မျှော်ကြည့်ခြင်းဖြစ်သည်ဟုပြောဆိုကြပါတယ်။ထို့သူမျှော်ကြည့်သည်ကို အစွဲပြု၍ဤရုပ်ပွားတော်ကိုမောမာတာဖြင့်ကြိုက်ဟမီဟု ခေါ်ဟောတမုတ်ပါတယ်။မြမာပါတာဖြင့်ဖျားမျော်ဟုအဓိပ္ပာယ်ရရှိသည်။နောင်ကာလကြာသောအခါကြိုက်ဟမီမှကြိုက်ခမီဟု စကားရွေလျောလာခဲ့ပါတယ်။ထို့မြမကသည်ဖျားဤဘွဲတော်ကို အစွဲပြု၍ ်မြို့တုံဆောင်ပြည်မြို့ကိုလည်းပဲကြက်ခမီမြို့ဟုခေါ်တွင်လာခဲ့ပါတယ်ရုပ်ဘွားတော်မြတ်ရောက်ရှိ၍ကာလကြာလတ်တော်ဧကဒန္တစီရီပစ္စည်းယိုရင်းသွားသည်ဖြင့်ဌာပနာတိုက် ကြောက်တုံးကြီးသာကြံခဲ့ပါတယ်ထို့နောက်ဝတ်ကျောင်းကြီးဆောက်လုပ်ကရုပ်ဘွားတော်ကိုထိုကျောင်းအတွင်သို့ပစ်ဆောင်ကိုးဝေကြပါတယ် ချက်ခမီရုပ်ဘွားတော်ဒီရှိရာဝကြောင်းပေါ်သို့လိုင်းတဘူမီမြပင်ကြီးစေကမူရေမလွမ်းခြင်းမှာဖရာဤတကိုးတော်ကြောင့်ဖြစ်သည်ဟုယုံကြည်ကြပါသည်ဖရာဝကြောင်းပေါ်သို့မိမများအမျိုးသမီးများမတရပါဘူးတရားမိတဲ့အခါမှာ လေပြင်းမုန်နိုင်ကြခြင်းမိုးကြီးတိထန်စွာရွာခြင်းများ ဖြစ်တတ်သည်ဟုဆိုပါသည် အဲ့လိုမျိုးတယောက်မိတဲ့မိမများပါလဲပဲဝိညာဉ်တစ်ခုခုဆွဲကတ်တတ်သည်ဟုစွဲလန်းယုံကြည်ကြပါれထို့ကြောင့်မျိုးသမီးများသည် ရုပ်ပွားတော်ဤရှေ့ဘက်တူရုတွင် ဆောက်လို့ထားရှိသောအာယုန်ခံဇရက်ပေါ်မှသာလျှင်ဖူးမြော်ကြည်ညိုလိမ့်ရှိကြပါれ1289ခုနှစ်ခန့်မှာဖျားကိုမိပူဇော်ရာမှာမိစတင် လောင်ကျွမ်းသည်ဖြင့်ကျောင်းပြတ်သက်များပြစီကြရပါれထို့နောက် ဝန္တာနုခေါင်းဆောင်ကြီးဥချက်လိုင်ကြီးမှု၍အုတ်တိုက်ကြောင်ပြတ်သက်ကို အများဤကုသိုလ်ဖြင့်ဆောက်လုပ်လူဒန်းခဲ့ပါတယ်။ကြက်ခင်မီရေလဲဆန်တော်ရှင်ဖရာဆိုလို့ရှိရင်ကျွန်တော်တို့အခုမြင်တွေ့ရတဲ့ဒီဆောင်းတန်းကြီးဟာဆိုလို့ရှိရင်ဒီရေတက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီဆောင်းတန်းပေါ်တီကိုဒါရေတွေကတက်ရောက်ပါတက်ရောက်တာပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီပင်လဲသွား ပင်လယ်ဝမှာတည်ထားတဲ့တကယ်ကိုကြီးလေးမှာရှိနေတဲ့အာဇေလမြကြီးလေးဖြစ်တဲ့မတ္တမကိုလည်းပဲတကူကြည့်มาတယ်ရှေးဘရင်ဆစ်ဆက်ကအာတည်ထားကိုးကွယ်ခဲ့တဲ့ဂျက်ခမီးကြီးလေးစံတော်ရှင်ဒါဇေလမြကြီးပဲဖြစ်ပါတယ်အဲ့တော့ပထမတစ်ချက်ကျွန်တော်ရှိကတင်ပြခဲ့သလိုပဲဒီ ကျွန်တော်တို့ဒီဂျက်ကမီရေလဲစံတော်ရှင်ဖရာဟာဆိုလို့ရှိရင်အမျိုးသမီးများကိုသူကအာဒီတရားခွင့်ကိုပေါ့နော်ဒီကတ်သက်ထားအမျိုးဖြစ်ပါတယ်အမျိုးသမီးတွေကိုဖရာဘော်ကိုအာတရိုက်ကြီးဟိုတက်ခွင့်မရှိဘဲနဲ့ကျွန်တော်တို့ဘေးမှာရှိတဲ့ဒဇောင်းကနေပြီးတော့မှဒီဖရာရဲ့အာချစ်တက်တဲ့မှာရှိနေတဲ့အာယုံခံဒဇောင်းကနေပြီးတော့မှကျွန်တော်တို့ကိုဒီအမျိုးသမီးတွေကိုဒါတရားဖူးမြင်ဖူးမြော်ခွင့်ခွင့်ပြုထားတာပဲဖြစ်ပါတယ်အော်ဒီနေရာမှာဒါ ကျွန်တော်တို့ဗောနောဗုဒ္ဓဘာသာအနေနဲ့မေးเสียရှိတာဗောအာဘာလို့အမျိုးသမီးတွေကိုခွဲခြားတာလဲတဒါအမျိုးသမီးတွေကိုခွဲခြားတာလားအဲမဆာဘုရားရှင်ကရောဒီလိုမျိုးခွဲကြပြီးတော့မှဆက်ဆံခဲ့သလားအမျိုးသမီးတွေကိုဘုရားရှင်ကိုဖူးမြော်ခွင့်ပိတ်ခဲ့တာလားခက်တက်ခဲ့တာလားဒီလိုမျိုးလည်းမဟုတ်ပါဘူး ကျွန်တော်ဒီမြတ်စွာဘုရားရှင်ရဲ့ထုပ်ပတိတွေကိုကြည့်မယ်ဆိုလို့ရှင်လည်းမြတ်စွာဘုရားရှင်ကဒါမီရတော်ဂေါတမီတို့ကိုဒါဒီဘိက္ခုနိတန်တော်ခွင့်ပြုပြီးတော့မှဒါမှချိမြောက်ခဲ့တာရှိရပါတော့။အဲ့လိုမျိုးကျွန်တော်တို့ချိမြောက်ခဲ့တာတွေရှိတယ်ဆိုတော့ဒါဒီနေ့အဒီစီရုပ်ဘွားတော်ဒီရေးလဲဆန်တော်ရှင်စီတော်မြတ်ကြီးမှာအမျိုးသမီးတွေကိုတရားခွင့်ကတ်သက်ထားခြင်းသည်တကယ်တော့ဗုဒ္ဓဘာသာဗုဒ္ဓဘာသာကကတ်သက်တာမျိုးဖြစ်နေတယ်ကျွန်တော်တို့ဒီ နော် tradition လို့ခေါ်မှာပါနော်အဲရိုးရအနေတစ်ခုနေ tradition ကကျွန်တော်မြန်မာနိုင်ငံရဲ့ daily တစ်ခုအနေနဲ့ဒါကိုမြို့သမီးတွေတယောက်ချင်းကိုကတ်သက်တယ်လို့ကျွန်တော်ရဲ့အမြင်ကတော့ဒီလိုမျိုးရှိတယ်ပေါ့အဲဒီဘာဘခါရုပ်ဆရာကြီးရဲ့တရားတစ်ပုဒ်မှာဆိုရင်လည်းပဲဖျားရီပေါ်မှာဒါအမျိုးသမီးအမတရားခြင်းဒီအာ this is not buddhism ဒါဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာကတ်ကတ်သက်တာမဟုတ်ဘူး this is a traditional ဒါဟာဒီမြန်မာနိုင်ငံမှာကျင့်သုံးနေ အာစနစ်တစ်ခုဖြစ်တဲ့မြန်မာပြည်မှာအဲဒီလိုမျိုးယုံကြည်ပြီးတော့မှလိုက်နာနေတဲ့အရာတစ်ခုဖြစ်တဲ့ဒါကိုကျွန်တော်တို့ကဒီအမျိုးသမီးတွေအာမတည့်ရဆိုတာကို လိုက်နာကြတယ်ပေါ့နော်အာမျိုးသမီးကလည်းပဲ ဗီတမင်တွေကလည်းပဲထားကို complaint တက်ပြီးတော့မှအာလုံနေကြတာမျိုးမရှိဘူးပေါ့နော်ကြည်ပြီးဝင်နေပဲမတယောက်ဖဲနေသူတို့ခွင့်ပြုထားတဲ့နေရာကနေပဲဒါတယောက်ဖူးမြော်ကြတာဖြစ်ပါတယ်ဒါလေးကိုလည်းတင်ပြချင်ပါတယ်အာဒီကျွန်တော်တို့ဒါအခုမြင်တွေ့နေရတာတော့ဒီကြက်ခမီးရေလဲစံတော်ရှင်ဖရာရောရုပ်ပွားတော်မြတ်ကြီးတွေအာကိန်းဝတ်စံပေတော်မူတဲ့ចောင်းဆောင်တော်ကြီးပဲဖြစ်ပါတယ် ချမ်းတော်တော်ကြီးကိုဝင်လိုက်ပြီဆိုတာနဲ့အင်မတန်မားကိုတက်ပေတဲ့အေဂျင့်စိတ်ငြိမ်နေဒါကျွန်တော်တို့အာယုံပြုလို့ရမယ်ကျွန်တော်တို့ဇီဒီရုပ်ပေါ်ဘယ်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်အောက်စင်မှာဆိုလို့ရှိရင်လည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အာရုပ်ပေါ်တော်တွေကိုဒါရွှေစင်းတူတော်တွေနဲ့ထူလုံပူဇော်ထားတာဖြစ်ပါတယ် အထုလို့ပူဇော်ပြီးတော့မှဒီမှတ်အိမ်နေနဲ့ထားရှိထားတာဖြစ်ပါတယ်ဒါရေလဲဆန်တော်ရှင်အတိရှိတော်မူရာခန္ဓာကိုယ်ဒီတိုက်တော်ကြီးပဲဖြစ်ပါတယ်ဒီခန္ဓာကိုယ်ဒီတော်ကြီးမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့မိဒမကိုတက်တက်ရရနဲ့ဒါဖရာပန်းလေးကလို့ရအောင်ဖရာစီမီလေးဖရာစွန်တော်လေးကလို့ရအောင်လည်းပဲစီမံပေးထားတာဖြစ်ပါတယ် အောက်စင်မှာဆိုရင်လည်းပဲဗုဒ္ဓရုပ်ပွားတော်တွေရှိတယ်အပေါ်စင်မှာလည်းပဲဗုဒ္ဓရုပ်ပွားတော်တွေအပြင်ကိုအပေါ်မှာကျွန်တော်တို့နဂါးမင်းကြီးကပပင်းနဲ့မိုးပြီးတော့မှမြတ်စွာဘုရားရှင်ကိုသူကအမိုးလေးမိုးပေးထားတယ်အဲရုပ်ဘွားတော်ကြီးကို ထုလုပ်ပူဇော်ထားတာဖြစ်ပါတယ်အစင်စင်ပေါ့နော်အပေါ်မှာတစင်အောက်မှာတစင်နဲ့ကျွန်တော်တို့ကကြက်ခမီးကြီးလေစံတော်ရှင်ဘုရားဗုဒ္ဓရုပ်ဘွားတော်မြတ်တိကိန်ဝဆံပြတော်မူတဲ့ဂန္ဓကုရိတိုက်တော်ကြီးပဲဖြစ်ပါတယ်ခင်ဗျာ ဒီကျွန်တော်တို့ချက်ခိမိရေးလဲဆန်းတော့ရှင်စီတမြကြည့်ရဆိုလို့ရှင်အမတမကိုတကိုးကြည့်မှာပါတယ်ဘလောက်ပဲဒီရေတွေတက်တက်ဘလောက်ပဲမုန်တိုင်းတွေပြင်းထန်ပြင်းထန်ပြင်းထန်ဒီဖရာကြီးဘော်ကိုရေတွေတက်ရောက်လေးရှိခြင်းမရှိပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့နည်းနည်းရဲရဲကရှိကြတဲ့ဗုဒ္ဓဘာသာဝင်နေနေလည်းပဲအခွင့်အခါကြုံတဲ့အခါမျိုးမှာစက်ခိမိရေလေဆန်တော်ရှင်ဘုရားကြီးကိုလည်းပဲလာရောက်ဖူးမြော်ကြဖို့ကျွန်တော်ကဒီဗီဒီယိုလေးရနေပြီးတော့မှဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးတော့ ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတွေအားလုံးလည်းပဲချက်ခမီးကြီးလေးဆန်တော်ရှင်စီတွေမြတ်ကြီးကိုဖုမော်ပြီးတော့မှ ကုသိုလ်စိတ်တွေဖြစ်နိုင်ကြပါသည် ပီတိတွေဖြစ်နိုင်ကြပါစေကျွန်တော်ကတင်ပြခြင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ